နော်ဘုရားကငါဝါဒအမှန်လို့ဘုရားမချပြဘူးနော်ငါ့ကိုကိုးကွယ်ပါငါ့ကိုလှူပါငါ့ကိုပူဇော်ပါငါဝါဒအမှန်လို့ဘုရားတခွန်းမှမပြောဘူးတဘာဝကိုပဲမြတ်စွာဘုရားပြောတာညောင်ဘုရားရဲ့တရားဆိုတာတကယ်တော့ဘုရားတရားလို့ခေါင်းစဉ်တက်ပြီမဲ့ဘုရားရဲ့ဟောကြားမှုတွေကတဘာဝတွေကိုဖော်ထုတ်ဟောကြားတာဖြစ်တယ် တရေနှကုံရွတ်ဖက်ရင်အကျိုးများတယ်ဆိုတာဟုတ်ပါသလားမကောင်းတာလုပ်ပြီးရောရွတ်ဖက်တဲ့သူတွေကရောအကျိုးရှိပါသလားရှင်းပြပြပါဆိုတဲ့မိကုံလေးကိုပြတော်မှာဖြစ်ပါတယ်အခုဆရာတော်ပြောတဲ့အတိုင်းပဲမြတ်စွာဘုရားကသူ့ကိုကိုွယ်ဖို့ယုံကြည်ဖို့အာသူ့ကိုလှူဒါန်းဖို့နော်အာအဲ့ဒီဘဝတာမဟုတ်ပါဘူးတကယ်တော့ဓမ္မဆိုတာလောကတဘာဝဖြစ်ပါတယ်အဲ့ဒီတော့ဒီမိကုံလေးကိုဖြေရမယ်ဆိုတော့တရေနှကုံရွတ်ဖက်တာဟာ ာဒါဟာကိုယ်ပွဲယုံကြည်မှုဟာမယုဖလာအစင်လာဖြစ်ပါတယ်ဒါအယုံမဟုတ်ပါဘူးအဲတကယ်တော့အလုတ်ဖြစ်ပါတယ်ငါမကောင်းတာတွေလုပ်တဲ့လူတွေယူရင်တော့ဒါဆိုတော့မကောင်းတာလုပ်တဲ့လူတွေဟာအခုတည်းကမိစ္ဆာဒိဋ္ဌိဖြစ်ပြီးတော့ယွတ်ကြတာဖြစ်ပါတယ်သူတို့ကသူတို့ဒီဘဝမှာလွတ်မြောက်မဖြစ်နေတော့ယွတ်နေကြတာဖြစ်ပါတယ်တကယ်တော့ ဟာဓမ္မဟာလောကကြီးမှာရှိနေတာပါ။သာဝတ္ထမှာလည်းရှိနေတာမဟုတ်ပါဘူး။အယွတ်ထမှာလည်းရှိနေတာမဟုတ်ဘူးလို့ဖြစ်ကြပြီးလည်းပါတယ်။ဟာဒီထက်ပိုသိကျင်နောက်ပိုင်းမှာဆက်ပြီးတော့ဟာဓမ္မဆိုတာပါလဲဆိုတာဆက်ပြီးတော့လိလာကြည့်ပါခင်ဗျာ။လူတွေကမောဟတွေဖုံးလွှမ်းနေတော့တဘာဝတရားတွေကိုမသိဘူး။တဘာဝတရားတွေမတွေ့ရဘူးနော်။မသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကတမိယုဒ္ဒဉာဏ်တော်ကြီးနဲ့ပေါ်ထုတ်ပြီးတော့ဒါဒီလိုရှိတယ်ဒါဒီလိုရှိတယ် ဒါကအကြောင်းဒါကအကျိုးအကြောင်းအကျိုးပေါ့နော်ဆိုပြီးတော့မြတ်စွာဘုရားကအကြောင်းနဲ့အကျိုးနဲ့ချက်ချက်လက်ချက်ချပြတာဒါကိုဗုဒ္ဓကဟောထုတ်ခဲ့လို့ဗုဒ္ဓတရားလို့ပြောတာတကယ်တော့ဗုဒ္ဓပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေဒီတဘာဝတရားတွေရှင့်နေတာပဲတဘာဝအတိုင်းရှင့်နေမှာပေါ့နော်ဘုရားပွင့်ပွင့်မပွင့်ပွင့်တဘာဝတရားတွေရှင့်နေတယ်ဘုရားပွင့်တော့သိခွင့်ရတယ်ဟုတ်ကဲ့ပါဒီမှာတိတိကျကျလေးတော့နားထောင်ပါခင်ဗျာ။ဘာကြောင့်လဲဆိုတော့ဓမ္မစုတာဒီ လောကကြီးမှာရှိနေတဲ့တဘာဝကြီးပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုချက်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့တက်လို့တရဏဂုံကြီးယူရမယ်၊ဘိခတာကြီးယူရမယ်ဆိုတဲ့အယွတ်လန်းစင်မဟုတ်ပါဘူး။နောက်ပြီးတော့လည်းပိုးကွယ်လန်းစင်မျိုးမဟုတ်ပါဘူး။နော်။လောကမှာရှိတဲ့တဘာဝတွေကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒီတဘာဝတွေဟာဘယ်ဟာအကြောင်းဖြစ်တယ်၊ဘယ်ဟာအကျိုးဖြစ်တယ်ဆိုတာကိုအလုံးနဲ့ပြန်ပြီးတော့ပြင်ဆင်ရတဲ့သဘောတရားဖြစ်ပါတယ်။ဒါဟုဓမ္မလို့ခေါ်ပါတယ်။နော်။ ဖရားမူပိုင်မဟုတ်ဘူးတကယ်တော့ဖရားမူပိုင်မဟုတ်ဘူးเนาะလောကမှာရှိတဲ့ဘာဝဖောထုတ်တူတာဖြစ်တယ်တဘာဝတရားအရှိတရားတွေကိုမြတ်စွာဘုရားကဖောထုတ်ပေးတာအဲကြောင့်သာသနာ क्वे သွားတဲ့အခါမှာဖရားရဲ့ဟောကြားမှုတွေလည်းပျောက်သွားတာဒါတော့ကျွန်တော်ဟိုနေပြန်ရှင်းပြပါမယ်เนาะသာသနာ क्वे တယ်ဆိုတာ क्वे တယ် क्वे တယ် क्वे တယ်ပြောကြတယ်သာသနာ क्वे တာမဟုတ်ပါဘူးလောကတဘာဝကအာသူကအမြဲဒီတိုင်းပဲရှိနေမှာပါ နော်အာကျွန်တော်တို့ကဒါအာသူလောကရဲ့ဆန့်ကျင်ပဏိယာတဲ့ကူရောက်သွားတာဖြစ်ပါတယ်ဒါဟုသာသနာပွဲတယ်ဆိုတာကဘူးတွေပွဲသွားတာပါအာဓမ္မဟာမပွဲပါဘူးလောကတဘာဝတိုင်းပဲရှိနေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆက်ပြီးတော့နားဆင်ပါဦးခင်ဗျအဲ့တော့နောက်တဲ့ဘုရားတဆူထပ်ပွဲလာတယ်ဘုရားတဆူပွဲလဲဒီတရားတွေပဲပြန်ဟောတာပဲဘာဖြစ်လို့လဲဆိုတော့လောကမှာပြပြနေတဲ့တဘာဝတရားတွေကမပြောင်းလဲသွားဘူးလေ ကဘာပေါင်းဘလောက်ပဲကြာကြာခစ်တွေဘလို့ပဲပြောင်းပြောင်းတဘာဝတရားတွေကပြောင်းလဲမှုမတော်နိုင်ဘူးစိတ်တဘောတရားတွေစိတ်တသိက်တဘောတရားတွေရုပ်တဘောတရားတွေဒါတွေကမပြောင်းလဲသွားနိုင်တဲ့တရားတွေပဲအဲကြောင့်ဖျားပွင့်လာရင်ဒါတွေကိုသိခွင့်ရတယ်ဖျားမပွင့်ရင်သိခွင့်မရဘူးဒါကြောင့်ဖျားရဲ့တရားတော်လို့ဆိုပေမဲ့တကယ်တော့တဘာဝတရားတွေတဘာဝတရားတွေပါနော်ဖျားကဖော်ထုတ်ခေါ်ကြသူဖြစ်တယ် ။ဒါကြောင့်ငါ့ကိုကိုးကွယ်ပါငါ့ကိုစိတ်ကဲ့ပါဘာဝါဒအမှန်လို့ဘုရားအနေနဲ့ပြောနေစရာမလိုဘူး။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုလေးမှာအဓိကအကြောင်းအရာချက်တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ဘုရားအကြောင်းအရာချက်ကတော့ငါမြတ်စွာဘုရားရဲ့တာသနာဟာငါ့ကိုကိုးကွယ်ပါငါ့ကိုစိတ်ကဲ့ပါငါ့ကိုလူတမ်းမှဆိုတဲ့အဲယူဝါဒမြူလန်းကြောင့်လည်းကိုသွားတာဟုတ်ပါဘူးအဲ့ဒီဟာကိုဘာကြောင့်ဖြစ်ခြင်းရလဲဆိုရင်အဲ့ဒီဟာကငါကုတလူငါတရဏကုံတိဆောက်တာလို့ဟုတ်လားဟိုပရိတ်ရွတ်တာလို့ပဋ္ဌာန်းရွတ်တာလို့ဒါတွေကအရွတ်တွေဟာ အာငတ်ကိုးွက်မှုလို့အယူဆဖြစ်တယ်။အာတကကြီးကိုယူကျွင်တော့အာငတ်တရားမှမှာပဲအဲသူတော်ကောင်းတွေကချစ်ခင်မှာပဲအာဒါတွေဟာမကောင်းသူကတွေနှိမ့်နှုတ်တာပဲနှိမ့်ထုတ်တာပဲဆိုတဲ့အယူဝါဒကဒါဟာကိုးွက်မှုဝါဒဖြစ်တယ်နော်။ကျွန်တော်တို့ကမြတ်စွာဘုရားဟောပြတာကလောကကြီးမှာငါဒီလိုမျိုးအခြေအနေရှိတယ်နော်လောကကြီးမှာဒီသဘာဝအတိုင်းရှိတယ်အဲ့ဒါကို ငါအကြောင်းတရားကပါလဲအကျိုးတရားပါလဲဆိုတာနီးကိုတခါတည်းကျွန်တော်တို့ကိုငါချပြပေးသွားတာဖြစ်ပါတယ်။ဒါဒီဒီနီးလန်းလေးလောက်တာမှန်းနဲ့ဆိုရင်ကျွန်တော်တို့ကလူသားတွေအားလုံးကငါလူကြီးရကျင်းနေမယ်အခုလူလောဘဒေါသမောဟတွေမဖြစ်ဘူး။ငါဒီလမ်းကြောင်းကိုကျွန်တော်တို့ပွားမှာဖြစ်တယ်နော်။ဒါဝင်ကျွန်တော်တို့အယွတ်လမ်းစဉ်ဟာငါမြတ်စွာဘုရားလူကြလမ်းစဉ်ဟုတ်ဘူး။ဘာကြောင့်ခုနပြောသလိုကိုးကွယ်မှုလမ်းစဉ်ဖြစ်တယ်။ နော်ကိုယ်ပွယ်မှုဖြစ်တယ်ဆိုရင်ဒါအယုတ်ဖတ်တစ်သက်ပဲလမ်းစဉ်ဖြစ်တယ်။ငါရွတ်ဆရာမှုအလုတ်ကိုတိအောင်အကြောင်းလိုက်သူတိအောင်လုပ်အောင်ဖြစ်တယ်။ဟာဒုတိယချက်ကဘာပြောချင်လဲဆိုတော့ဟာဓမ္မသည်လောကကြီးမှာရှိတဲ့တဘာဝဖြစ်တယ်။ဘယ်ဖျားပွတ်ပွဲဒီတရားပဲဟောရမှာ။ဘာကြောင့်လဲဆိုတော့လောကကြီးမှာဒီ တရားလောကတဘာဝအတိုင်းကလောကကြီးဖြစ်ပေါ်လာရင်ဒီတဘာဝတွေကဥပ္ပတ္တိအာရှိပြီးသားဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်နောက်တစ်ခုကတာသနာကွယ်ရယ်ကွယ်ရယ်ပြောကြတယ်တာသနာဆိုတာကွယ်တဲ့မျိုးမဟုတ်ဘူးအာတာသနာဆိုတာလောကတဘာဝအတိုင်းလောကကြီးရှိနေတာသနာရှိနေတာပဲကျွန်တော်ကအဲ့ဒီအဲ့ဒီတာသနာကိုမမြင်ကြဘူးကျွန်တော်တို့ကလားလောကကြီးရဲ့မဲလောကကြီးမှာမရှိနေပဲလောကကြီးအပြင်ဘက်ကိုရောက်သွားတဲ့ခါကျရင်အာဒါဟာကျွန်တော်တို့တာသနာ ငါမမြင်တော့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဘုလို့ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ငါတခြားမေးစရာရရှိလဲအဒီမှာ comment မှာမေးလို့ရပါတယ်ကျွန်တော်တို့ငါမေးဖို့နေတယ်ပြန်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ